န်လေးတိုင်းပသိမ်ကြီးမြို့မှာပါဆယ်လာပို့ရဲဆိုပြီးတော့အင်ရှင်တွေကိုထူရိုက်ကျုံးလဲတုံးလူရမှုဖြစ်မန်လေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်မှာမန်စလာ၁၁ရက်နေ့ညနေ၄နာရီခွဲအချိန်လောက်ကမြေမတိအမျိုးသား၃ဟာပါဆယ်လာပို့ရလို့ပြောပြီးတော့နေတဲကိုဝင်ရောက်ပြီးရွှေတဲ့ပစ္စည်းများနဲ့ငွေများလူရမှုဖြစ်ပွားခဲ့ကြောင်းဒေသခံတွေကသိရပါတယ် ဖြစ်စဉ်ကတော့အဲ့ဒီနေ့ညနေပိုင်းကပတိန်ကြီးမြို့ရန်ကင်းတာယာရက်ကွက်မှာရှိတဲ့နေအိမ်တိန်ကိုပါဆယ်လာဖို့လေပြောပြီးတော့မြေမတိမျိုးသား၃ဦးရောက်လာပါလေပါဆယ်တို့လက်ခံရရှိကြောင်းအိမ်ရှင်မျိုးသားကိုလက်မှတ်ထိုးခံပြီးလက်မှတ်ထိုးပေးတဲ့အချိန်မှာပဲဦးကောင်းကိုထုရိုက်ပြီးတော့အသင့်ပါလာတဲ့တန်တဲ့ဓာတ်တွေကိုထုတ်ပြချင်းချောက်ပြောဆိုပြီးဇနီးနဲ့သမီးဖြစ်သူကိုလက်ပြန်ကြိုးတုပ်ပါလေနောက်ပြီးတော့လည်းဗဇက်တွေကိုတိန်နဲ့ပိတ်ပါလေ ိမ်ထဲကနေရှူတဲ့ပစ္စည်းတွေနဲ့ငွေဆယ်သိန်းကိုတူရက်ယူဆောင်ပြီးထပီးသွားလို့ဆိုပါလေအခင်းဖြစ်ပေါ်တဲ့အချိန်မှာဦးကောင်းကိုတူရိုက်ခံရတဲ့အိမ်ရှင်မျိုးသားမှဒဏ်ရာရရှိခဲ့ပြီးဖြစ်စဉ်ကိုလုံခြုံရေးတပ်ဖွဲ့တွေရောက်ရှိလာပြီးစစ်ဆေးပြီးတော့တင်မှုကျွလို့သုံးကိုအမြန်ဆုံးဖမ်းဆီးရမယ့်အတွက်စုံစမ်းစစ်ဆေးမှုတွေဆက်လက်ဆောင်နေကြောင်းသိရပါတယ်